Hello အားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။ Andre Onana ကတော့ Amorin ကထွက်လို့မပြောမချင်းမထွက်ဘူးဆိုတဲ့သတင်းတွေကျွန်တော်တို့တက်လာတယ်။ဒါရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးဆွေးနွေးကြည့်အောင်ပါ။ဆိုတော့ဒီနေ့မနက်ကတော့ကျွန်တော် live မသွားတော့ဘူးပေါ့နော်။အထူးသဖြင့်ဟိုဘယ်လိုပြောမလို့အချိန်မီပြီးမဲ့လေလို့ဘာသတင်းမှပြောစရာမရှိဘူးပေါ့နော်။ကိုအတင်းဘက်ကခေါ်ဝေကျူးပန်းနေတဲ့ကစားမတွေနဲ့ပတ်သက်ပြီးတော့လည်းဗာတရင်မန်ကျွန်တော်ရမထားဘူးဆိုတော့ကျွန်တော်တို့အဲ့ဒီအဲ့အဲ့အကြောင်းပဲကျွန်တော် live တော့မသွားတော့ဘူးဒီနေရာမှာ ESPN ရဲ့ Rob Dawson ကတော့ဂုသမားဖြစ်တဲ့ Andre Unana ကနီးပြအမူရင်းကသူ့ကိုအသင်းမှာမလိုအပ်တော့ဘူးလို့မပြောမချင်း Manchester United မှာသာဆက်လက်ကစားလို့တယ်ပေါ့နော်သူအနေနဲ့ United မှာပဲဆက်ပြီးတော့ကစားသွားခြင်းနဲ့နောက်ဆုံးနီးပြကအလိုမရှိတော့ဘူးဆိုမှသာထွက်ဖို့အတွက်စဉ်းစားထားတယ်ပေါ့ဒီနေရာမှာဘယ်လိုပြောမလဲဒါဆိုလို့ရှိရင်တော့အမူရင်းရဲ့တာဝန်ဖြစ်သွားပြီနီးပြဖြစ်တဲ့ Ruben Amorim အနေနဲ့ဘာဆက်လုပ်ရမလဲသူသဘောပေါက်တင်နေပြီဟုတ်တယ်မလားနော် သူဘာဆက်လုပ်ရမလဲသဘောပေါက်သိနေပြီကျွန်တော်တို့ဟိုဘယ်လိုပြောမလဲ MNO ရဲ့ဘက်ကတော့ဗျာလက်ရှိမှာပြက်သားတဲ့ဆုံးဖြတ်ချက်တွေချနိုင်စွမ်းရှိတဲ့အခွင့်အရေးမျိုးသူ့မှာရှိနေတယ်ဂါနာချူကိုကျွန်တော်တို့ဘယ်တော့မင်းအတင်းရှာတော့လို့ပြောလိုက်တယ်လို့ပဲဘယ်လိုပြောမလဲသူ့မှာလည်းအန်ဒရယ်ဦးနနာကိုမင်းအကြီးချင်းနဲ့တော့အဆင်မပြေဘူးเนาะအတင်းတက်ရှာသိနေပြီဘာညာပြောရမှာတခုတော့ရှိတာကဟိုဂါနာချူရဲ့အချင်းဒီမှာတော့ငါကျွန်တော်တို့မှာမတီးစ်ကွန်ညာတို့ကိုခေါ်ဖို့အတွက်အစီအစဉ်နေရှိတယ်အန်ပူမူတို့ကိုခေါ်ဖို့အတွက်အစီအစဉ်နေရှိတယ် တော့ကာနာချူရူထွက်မယ်ဆိုလို့ရှိရင်တော့မှာပေါ့နော်ပြန်အစားထိုးမဲ့အစီအစဉ်တွေဟာအသင်းရဲ့ဦးစားပေးအစီအစဉ်တွေမှာပါတယ်ဆိုတော့ဟိုပြန်ရောင်းတဲ့နေရာမှာလည်းငွေကြီးအမြတ်ကအများကြီးရနိုင်စွမ်းရှိတဲ့အခြေအနေမျိုးဆိုတော့အသင်းတာဝန်ရှိသူတွေရဲ့ဘက်ကလည်းအမ်မိုရင်ရဲ့ဆုံဖြတ်ချက်ကို support လုပ်ခဲ့တဲ့သဘောမျိုးပါဆိုတော့ဒီဦးနာနာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘယ်လိုပြောရမလဲဦးနာနာရဲ့အခြေအနေကပေါ့နော်အသင်းဘက်ကမဖြစ်မနေပြောင်းလဲရပါမယ်ဆိုတော့ ဟိုဘယ်လိုပြောမလဲအရေးကြီးတဲ့အခြေအနေမျိုးအထိအသင်းဘက်ကယူဆထားတဲ့ပုံစံမှာရှိမနေဘူးမဟုတ်လို့ရှိရင်သူတို့အနေနဲ့ဂူဒမားအလုတ်အတွက်ပါသူတို့ကတောက်လျှောက်တည်င်းထွက်တည်နေပြီအခုကအသင်းဘက်ကကျွန်တော်တို့အမြဲတမ်းဂူဒမားနဲ့ပတ်သက်လို့ထွက်တဲ့တည်င်းကဘာရှိလဲအသင်းရဲ့အန်ဒရယ်ဦးနနာကိုလက်လွတ်နိုင်မှာပဲတခြားဂူဒမားတယောက်ကိုခေါ်မယ်ဆိုတဲ့တည်င်းမျိုးပဲကျွန်တော်တို့ရှိတာအာဦးနနာကိုတော့မဖြစ်မနေဟိဒီနွေမှာလက်လွတ်တော့မယ်ရောင်းချမယ်စရင်နေမှာပါနေပြီပြီးရင်ဂူဒမားကောင်းတယောက်နဲ့ပြန်အစားတိုးမယ်ဟိဆိုပြီးတော့လက်ရှိ အန်တိုနီဆန်တိုဂျီရန်ဆန်ဂျိုမာကတ်စထရက်ရှုခနာချူရူနဲ့ပတ်သက်တဲ့ပြီးတော့ထွက်နေတဲ့သတင်းတွေလိုမျိုးအိုနာနာမှာထွက်မနေဘူးတပြောရရင်အတင်းဘက်ကအချီနီမကောင်းရင်ဒီပုံစံတိုင်းသာဆိုလို့ရှိရင်အိုနာနာကိုအတင်းမှာဆက်ပြီးတော့ထားသွားမယ်ဆိုတဲ့သဘောပဲဘယ်လို့မှအပေါင်းလက္ခဏာဆန်တဲ့အချီနီမှာတော့ဟုတ်မနေဘူးအော်ဒီချက်ပို့ပြီးတော့ကျွန်တော်တို့ဘောနော်ဦးနန္ဒာနဲ့ပတ်သက်ပြီးတော့အပြောင်းလဲတွေလုပ်ဖို့ကျွန်တော်တို့တွေးတင်တယ်ဟိုဆိုတော့ဦးနန္ဒာဘက်ကကြည့်တော့လေ လိုပြောမှာလေဒါကဘလူဘလူကစားမပါဇက်ကထွက်လာတာမဟုတ်တဲ့ခါကျတော့စောင့်တော့ကြည့်ရမှာပေါ့လေနီးပြားကအလိုမရှိတော့ဘူးလို့ပြောမှပဲထွက်မယ်ဆိုတော့ဟိုကိုအချင်းကြီးကိုတိပြီးတော့အလိုက်တိထွက်သွားတဲ့ကစားမတွေဆိုတော့အသိမှမရှိဘူးပေါ့ဗျာနော်စာချုပ်တက်တက်နေကုန်နောက်ဆုံးဘလူမန်အစင်မပြေတော့မှသာထွက်သွားကြတဲ့သူတွေရှိတယ်ကျန်တာမပြောနဲ့အခုဂျေဒန်ဆန်ဂျူတို့ဘာလို့တော့မှကျွန်တော်ကြည့်ပါလားအာနော်ငါကတော့ဒီတင်းမှာအစင်ဒီမှာအချင်းကြီးမကောင်းတော့ဘူး ငါဘာသာပဲเนาะစာချုပ်ဖြတ်သိမ်းပြီးတော့ထွက်တော်မယ်ကွာဆိုတဲ့အခြေအနေမျိုးကမရှိဘူး။ဘာလို့လဲဆိုတော့ဘသူမှလက်ရှိစာချုပ်ထဲမှာပါတဲ့အတိုင်းရနေအကျိုးခံစား권တွေကိုမဆုံးရှုံးခြင်းလို့ပဲ။ကိုနန္နာတို့ဆိုလို့ရှိရင်လည်းဒီတိုင်းပဲငါဒီကောင်အလိုက်တီတီထွက်သိမ်းနေပြီဆိုပြီးတော့မင်းပြောကြတဲ့ပြိတ္တတချို့တော့ကျွန်တော်ရှိတာဘရုတ်ထွက်မှာတော့เนาะစာချုပ်ထဲမှာရတာတဲ့เนาะလောက်ခလာစာကတင်းချီတန်းချီဒါတွေကိုဆုံးရှုံးခံမှာမဟုတ်ဘူး။ဆိုတော့နီးပြားကလည်းအဓိကကနီးပြားပဲဟုတ်နော်။နီးပြားကသူ့ကိုမလိုတော့ဘူးဆိုမှသာသူထွက်မယ်။ ော့ MOD နဲ့အတင်းတာဝန်ရှိသူတွေအနေနဲ့ဒီထက်ပိုပြီးတော့ခက်ပြင်းပြင်းကင်တွေတင့်ပါပြီเนาะအိုနန်းနာနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့အမြဲတမ်းပြောသလိုပဲတိုက်စစ်မှာ MDS ကိုညာကိုခေါ်တယ်เนาะ AMBO ကိုခေါ်တယ်နောက်ထပ်တိုက်စစ်မှုတယောက်ကထပ်ခေါ်အောင်မယ်ဘလော့ပဲတိုက်စစ်ခေါ်ခေါ်ဘူဒမားနဲ့ကွင်းလယ်မှာအပြောင်းလဲမရှိဘူးဆိုရင်တိုက်စစ်က၃ကိုသွင်းရင်ခန်းစစ်က၄ကိုပေးရမှာတိုက်စစ်က၂ကိုသွင်းရင်ခန်းစစ်က၃ကိုပေးရမှာပဲဒါအင်မတန်လွယ်လွန်းတယ်เนาะကျွန်တော်တို့ခံမှန်းမှုက ။ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့200ဒီလုံးမှာဂူသူမားနဲ့ပတ်သက်လို့ရှိရင်အော်ငါတို့အန်ဒရယ်ဥနနာဟာဒါကြောင့်ငါတို့တန်း90ပြေးဝေခဲ့တာဘာလားဆိုတဲ့ခန်းစားချက်မျိုးရနိုင်တဲ့ performance မျိုးဘယ်တုန်းကမှကျွန်တော်မတွေ့ခဲ့ရဘူး။ကိုစီတန်းတန်းလာတဲ့ဘောလုံးတွေကိုလည်းဂိုးတွေကိုကောက်ပြီးတော့လက်နဲ့ပုတ်သွင်းလို့သွင်းနော်ဟိုလိမ့်လာတဲ့ဘောလုံးတွေကိုလည်းကျွန်တော်တို့ဒါဘယ်လိုပြောမလဲဟိုဂိုးတွေပုတ်သွင်းလို့သွင်းအဲ့လိုမျိုးတွေဗျာ။အားမအဆင်မပြေဘူးအူနနာနဲ့ပတ်သက်လို့ရှိရင်အဲကြောင့်အန်ဒရယ်အူနနာကိုအသင်းဘက်က လုံးဝလက်လွတ်မကိုကျွန်တော်ရမှာဥနနာကိုလည်းလက်မလွတ်ဘူးကွင်းလေကလည်းဒီတိုင်းပဲဟိဆိုလို့ရှင်တော့အသင်ဟာဘလိုမှအဆင်ပြေမဲ့အခြေအနေမျိုးမှာကျွန်တော်ရှိမနေဘူးဘလိုမှအခြေအနေမကောင်းဘူးเนาะအသင်အနေနဲ့ဒါကြောင့်လည်းရှိမှာအန်ဒရယ်ဥနနာကတော့နီးပြားကသူ့ကိုထွက်လို့မပြောမချင်းသူမထွက်ချင်ဘူးဆိုတော့တော်တော်ခက်တယ်ဗျာเนาะတော်တော်ခက်တယ်ဒါပေမဲ့အသင်ဘက်ကတော့ဥနနာကိုလက်လွတ်ဖို့ကျွန်တော်ကြိုးပမ်းပါလိမ့်မယ်ညီကလေးရောဘလိုမြင်ရလဲကိုသူမအပြောင်းလဲဖြစ်လိမ့်မယ်လို့ထင်ကြလာဒီနေ့မှာကျွေးရကြပါအားလုံးကိုချစ်သူများကြပါနဲ့